ယူပြီးတက်တက်လုံးအညကြိုးမခံနိုင်ဘူးဟုတ်ခုမစုံနေဆိုလဲ၃လလောက်ကသူဖုန်းဆက်သေးတယ်ဖုန်းနံပါတ်လေးတွေ့လို့တဲ့တတိယလူနေကောင်းလာပေါ့နော်ကောင်းတယ်မားလို့မားရောဆိုမားရောအဲ့သူလေးပဲနာပေါ့နေအဲ့ဒါတော့ဒီကိုဗစ်ကလေးကသူထိသွားတာပေါ့နော်ဒေဝီဟာအဆုံးအထိအမေရဲ့သားလေးကိုဒုက္ခတွေပေးသွားတယ်လို့ပဲမြင်တယ်စိတ်မကောင်းဖြစ်ရတာပေါ့နော်ဒီလမ်းကလူတိုင်းသွားရမယ်ဆိုလဲအသိပါတယ် ဝယ်လဲသွားရမှာပဲလေဒါမဲ့လဲအဲ့လိုပေါ့နော်ဘုံစားကြီးဖြစ်သွားတယ်လို့ဖြစ်တော့စိတ်แทတော်တော်ကိုမကောင်းတာညီနဲ့နေရတာမပျော်တော့လို့သူ့ရဲ့အာယုံနေရတခြားတယောက်စီကိုရောက်သွားတာနေမှာပေါ့ရှင်အရင်စိတ်မကောင်းဖြစ်တာပေါ့နော်အဒီအမေစာပြန်ရတာဟာပဲကြတော့လေအဲ့ကြတော့ဟိုကိုကဆိုဒီမာနဲ့ပသက်ဆိုင်တော့ပေါ့နော်သူအဲ့လိုသွားလို့ရပြီပြောတယ်ပြောတယ်အမေကြတော့တကယ်စိတ်မကောင်းပေါ့နော် ။ဘာလို့ကိုနေလဲတင်းရင်တင်းနေခဲ့ကြရတယ်။ကိုညီမကြီးလိုပဲ။ဆွာဦးပြောတာလား။အိမ်စာကိုအိမ်ရမိသားစုပြီးရင်ဒီမမများဖွဲ့ဒုတိယအဲဒုတိယမိသားစုလို့ဖြစ်နေရဆိုတော့လေ။ဆိုတော့ကဲစိတ်မကောင်းဖြစ်ရပါတယ်ဟုတ်။ဝါနေရအဲ မနဲ့ရိုက်တဲ့ချိန်မှာမကိုစားတည်တည်ချင်းပေါ့နော်မနဲ့စုံတဲ့ကားတွေဆိုရင်ဇဘူးထွန်းတက်လွင်ဒရိုက်တာဇဘူးထွန်းတက်လွင်ကားမှဆိုအမအရင်လောက်ွက်ရတဲ့နေရဝါမှသူ့ညမတော့ပေါ့နော်အဲ့လိုနေရာနေသူ ਨੇ စပြီးစုံခဲ့တဲ့တကယ်လဲကောင်းတယ်အတန်ရောအိုက်တင်ရောကတော့လုံးဝ feeling မှာတော့အရင်ကောင်းတယ်သူလဲဒါမမို့အေးလို့လို့ပဲတကယ်တော်ချတာတကယ်လဲကောင်းနေဆိုအဲ့ဒီဟိုဆိုတိတ်လဲကိုကကားတိတ်မရရသေးတော့သူ ਨੇ စုံတော့သူ့နေရာလေးဆိုအရင်ကောင်းတယ်အမရဲ့ကောင်းလိုက်တာအမလုခွက်ရနေလုခွက်ရတဲ့ ဇက်ဒီဆိုအမင်းသားရဲ့အမေတို့အဲ့လိုမင်းသမီးရဲ့အမေပေါ့နော်အဲ့လိုကနေအမာတွေပေါ့အမာနေရာရိုက်ခွင်ရခဲ့တယ်တွေ့တွေ့တတွေ့ဟိုတွေ့အတူတူရိုက်ခဲ့ရတယ်ပေါ့နော်အတူရိုက်ခဲ့ရတယ်နောက်ပိုင်းကျတော့ဒီမိကားလေးရဲ့စုံတော့စုံပါနောက်ပိုင်းကျဝါလေးရိုက်တာလေးများတော့စုံနေနောက်ကျတော့မမများဖွဲ့မမများဖွဲ့ကျတော့မခင်တန်းဝင်အရင်ဝဝတဲ့ကိုသူအရင်မမများဖွဲ့မှာအဆီနီယာသူကရောက်နေပြီးသားအဲဇဝါနဲ့ဝါပါဒီမမများဖွဲ့ရဲ့ဝင်လိုက်တော့ကျတော့ဒါ ပို့ပြီးတော့တွေးပြစ်သွားတာပေါ့လေဒီတကြံနီးရင်ပဲဖြစ်ဖြစ်ဟိုဘယ်လိုပြောမလဲအဲသူများဖိတ်ကြားတဲ့ပွဲလေးတွေဖြော်ပြပွဲလေးတွေအခက်ပွဲလေးတွေအကူညီတောင်းတဲ့ပွဲလေးတွေဆိုလင်တာမနဲ့အတူတူတွေ့နေတာပေါ့နော်အမြဲတမ်းလဲအအကတိုက်တဲ့ချိန်တွေတော့ပို့ပြီးတော့တကြံနီးပြီဆိုရင်တော့ပို့တွေ့တာပေါ့တွေ့ပြီတကြံနီးပြီဆိုတော့၃လလောက်ကြိုတိုက်တယ်ပြီးရင်အာမန္တလေးအဲဒီမန္တလေးဘက်ကိုတကြံမကြိုက်ရင်အရင်ထွက်တာမျိုးတွေပေါ့လေဆိုတော့ မဲအဖွဲထဲမှာဆိုလဲပို့ပြီးတော့ဟွာနဲ့လက်ပွန်တတိရှိတယ်။ तू ကအဲ့လို तू ဖုန်းဆက်ပြီးတော့ तू စိတ်ထဲမှာလေးအဆင်မပြေတာဆိုလဲကိုယ်ဖုန်းဆက်ပြောရင်အဲဖုန်းဆက်ပြောရင်ဟွာရေးအိမ်အဲ့လိုအဲ့လိုဩမဘာမှဟိုရင်စိတ်ထဲမထားပါနဲ့ဒါဒီလိုပါပဲ तू ကဒီလိုကြောင့်မာရဲအဲ့လိုပေါ့နော်ကိုကအမြဲတမ်းကြားရတဲ့အဲ့လိုဖြစ်မြင်ပြတာမျိုးလေးတွေအဲ့ तू တခုလိုအပ်တာရှင်လေညမကြီးဝါကြီးမအတော့မလာခဲ့ပြီပဲဆွဲကျိုးလေးတွေမော်ရင်ငကက်လေးတွေမရပါဘူးအမဘာဖြစ်ရတယ်အဆင်ပြေတယ်ပေါ့နော်အဲ့လိုတွေနဲ့ပဲကိုကသူနဲ့လည်းအရင်အဆင်ပြေတယ်ဟိုတကြံတနည်းဆိုလဲတခန်းနဲ့လည်းအတူနေဘူးပါတယ်အဲ့လိုဟုတ်ခုမဆုံးငယ်ဆိုလဲ၃လလောက်ကသူဖုန်းဆက်သေးတယ်ဖုန်းနံပါတ်လေးတွေ့လို့တဲ့သတိရလို့နေကောင်းလားပေါ့နော်ကောင်းတယ်မလို့မရောဆိုဓမ္မတော့အဲ့သူလေးပဲနာပေါ့နေအဲ့ဒါတော့ဒီကိုဗစ်ကလေးကသူထိသွားတာပေါ့နော်အဲ့ဒါလေးရှိရပါကြတယ်ပြောတာ ်ဆိုတော့ဒါသူနေရတော့အဲ့လိုတွေစုံနေရတယ်တွေးကြရတာပေါ့နော်ဟုတ်တယ်ဟိုဘယ်လိုပြောမလဲစိတ်မကောင်းဖြစ်ရတာပေါ့နော်ဒီလမ်းကလူတိုင်းသွားရမယ်ဆိုလည်းအသိပါတယ်ဘယ်လိုလဲသွားရမှာပဲလीဒါမဲ့လည်းအဲ့လိုပေါ့နော်ဖြုံးစားကြီးဖြစ်သွားတယ်လို့ဖြစ်တော့စိတ်แทတော်တော်ကိုမကောင်းတာဟိုဒီရုပ်ရှင်တော့အစည်းအဝေးဝင်လည်းဖြစ်တယ်နောက်ပြီးတော့ဒီဇဘုဇေယံဝင်ဝင်ပေါ့နော်ဇဘုဇဘုဇဘုတေဥဆောင်လည်းဖြစ်တယ်။နောက်ဝရရဲ့မမမြအဖွဲရလည်းဒါအဖွဲထဲမှာရှိဟိုနည်းဖြစ်တော့ ရင်စိတ်မကောင်းဖြစ်တာပေါ့နော်အဒီအမေစာပြန်ရတာပဲကြတော့လေအဲကြတော့ဟိုကိုကဥအောင်ခံကြတော့ဒီဇဘူစင်ရတော့ဘသူပဲဖြစ်ဖြစ်ပါ तू ကညာတော့အမေစာပြန်ပြေးရတာမြင်ရတယ်ဆိုဒီမှာ ਨੇ အသက်ဆိုင်တော့ပေါ့နော် तू အဲ့လိုသွားလို့ရပြီပြောတယ်ပြောတယ်အမေကြတော့တကယ်စိတ်မကောင်းပေါ့နော်ဘာသာကိုနေလေတင်းရင်တင်းနေခဲ့ကြတယ်ကိုညီမကြီးလိုပဲဘာဖြစ်ဟိုကိုအိမ်ကမိသားစုပြီးရင်ဒီမမမြတ်ဖွဲ့ဒုတိယအဲ ဒုတိယမိသားစုလို့ဖြစ်နေရဆိုတော့လေဆိုတော့ကဲစိတ်မကောင်းဖြစ်ရပါတယ်ဟုတ်ဟုတ်တယ်မအဝါတို့အများကြီးကိုစောတယ်အဲ့ reeling လုပ်ပြီးရောရိုက်ခဲတာတွေရော ကောင်းတယ်လေအတန်လည်းအတန်လည်းမိုက်တယ်အတန်လည်းမိုက်တယ်အိုင်ဒီယာလည်းမိုက်တယ်ဟုတ်တယ်အတန်ဩစာလည်းကောင်းတယ်တော်တော်ဟုတ်ဟုတ်အဲ့ပေါ်လေအကယ်မီကကြောက်တော့လဲဟိုဖြည့်ဥပါလေဟိုလုတ်ခွင်းရတဲ့ဇက်ကားမျိုးကိုရိုက်ခွင်းရခဲ့ရမှာပေါ့နော်အဲ့တော့ကမရမရခဲ့ရဘူးနဲ့တူပါလေနောက်ပိုင်းကကြတော့ mm တော်တော်လေးခက်ခဲရင်းသွားတာပေါ့လေရိုက်ကူဟုတ်ဒါအားလုံးသွားမယ်လဲတော့ဟုတ်ပါတယ်ဒါမဲ့လေအခုလိုပေါ့နော်ဝါရိုးစောစောစီးခွဲသွားတဲ့တကယ်လည်းစိတ်မကောင်းဖြစ်ရပါတယ်ဒါမဲ့မအားလုံးပေါ်မှာအားလုံးနဲ့လည်းအဆင်ပြေတယ်မရဲ့စေနာကောင်းတာတွေလည်းသိနေရတာအကုန်လုံးလည်းသိကြပါသူနဲ့လက်တွဲပြီးအလုပ်လုပ်ဖို့ရတဲ့သိရဲ့အတွက်အမကောင်းရမွန်ရပုံပွားကိုရောက်လို့မယ်လို့ပါမျှော်လင့်ပါတယ်တကယ်လေးရောက်မှာပါအမကောင်းရသူကတိလာပါစေလို့ပါဆုတောင်းပေးပါတယ်